အွန်လိုင်းကိုတယောက်ထဲထားခဲ့တာမဟုတ်ပဲကိုတက်လန်ကိုရှာဖွေလိုက်တာပါဆိုတဲ့တက်လန်အလုံးဝမင်္ဂလာပါ The Celebrity New Page လေးကနေကြိုဆိုလိုက်ရပါတယ်အွန်လိုင်းတက်လန်စူပါလင်းတို့ကတစ်ချိန်လုံးကတော့အတွဲညီညီဟာတာဗီဒီယိုလေးတွေကိုတင်ရင်းနဲ့အောင်မြင်လာခဲ့ကြတာပါ Funny King ဆိုတဲ့ channel တစ်ခုကိုဖွင့်လှစ်ခဲ့ပြီးအွန်လိုင်းတက်လန်စူပါလင်းတို့၃ယောက်လုံးကအတွဲညီညီတရုပ်ဆောင်ခဲ့ကြပါတယ်ကိုဗစ်ကာလမှာတက်လန်နဲ့စူပါလင်းတို့ကဇာတ်ကားတွေမြိုင်းရတဲ့အချိန်မှာ အွန်လိုင်းရရှိသည့်များအရင်နဲ့အကောင့် site ထုတ်ပေးပြီးတော့ funding ကိုတည်ထောင်ခဲ့တာပါ။အွန်လိုင်းကပဲငွေကြေးတွေ site ထုတ်ခဲ့ပြီးသွန်လန်းနဲ့စူပါလင်းကအမှုပညာကိုပဲ site ထုတ်ခဲ့ပါတယ်။အခုတော့စူပါလင်းနဲ့သွန်လန်းကတော့ခင်လိုက်ရဲ့တပည့်တွေဖြစ်သွားခဲ့ပြီးတော့အွန်လိုင်းတယောက်တစ်ပဲ funding မှာဗီဒီယိုတွေကိုရိုက်ကူးနေရပါတယ်။စူပါလင်းနဲ့သွန်လန်းကဟာသရုပ်ရှင်တွေကိုတော့ရိုက်ကူးလာရပြီးပွဲတက်အခမ်းအနားတွေကိုလည်းတက်ရောက်လာရပါတယ်။သူတို့ဖွဲ့လေးကကွဲသွားခဲ့တာကြောင့်ပရိသတ်တွေကစိတ်မကောင်းပဲသူတို့ဖွဲ့လေးကိုပြန်ဆောင်စေခြင်းကြပါတယ်။ တော်လည်းနဲ့စူပါလင်းကိုလည်းအွန်လိုင်းကိုထားခဲ့ပြီးတော့တားတဲ့နေရာကိုကိုးသွားကြတဲ့သူတွေဖြစ်နေပြောဆိုနေကြပါတယ်။တလက်ကတော့ဒီလိုပြောတဲ့စကားတွေကိုလက်မခံပဲဖန်နီကင်းကနေထွက်ခွာလာခဲ့တာဟာသူ့ရဲ့တလန်ကိုရှာဖွေတာပါလို့ပြောခဲ့ပါတယ်။နေစင်ကိုင်းကစူးစမ်းလာခဲ့ရပြီးအခုတော့ရုပ်ရှင်ကိုပါရိုက်ကူးလာခဲ့ရတာဟာသူ့ရဲ့တလန်ကိုရှာဖွေတာဖြစ်လို့စိတ်ဝမ်းကွဲတယ်လို့ပြောရင်ရင်းချင်ပါတယ်လို့ဆိုပါတယ်။တကယ်တော့စိတ်ဝမ်းကွဲတာမဟုတ်ပဲသူ့ရဲ့ဘဝကိုတဆင့်မတဆင့်မြင်အောင်စူးစမ်းလာခဲ့တာဖြစ်ပြီးပိုကောင်းတဲ့နေရာကိုရွေးချယ်ခွင့်ရှိတယ်လို့ဆိုပါတယ်။ အွန်လိုင်းကိုနာမည်ကြီးအောင်လုပ်ပေးနိုင်ခဲ့တာကြောင့်ခုချိန်မှာတော့ကိုရိုင်းမဲဆက်စူးစမ်းအသင်းပြီးစိတ်ဝမ်းကွဲတာမဟုတ်ကြောင်းကိုပြောလိုက်ပါတယ်။အွန်လိုင်းကဖန်နီကင်းမှာတက်လက်ကိုဆင်အားတယောက်အနေနဲ့ပါဝင်ပေးဖို့ကမ်းလှမ်းခဲ့တာပါ။တက်လက်ကစပိုင်းမှာတော့စိတ်မပါမိမဲ့လည်းနောက်ပိုင်းမှာတော့ပြောသွားခဲ့ပါတယ်။ကိုဗစ်ကြောင့်ဇကားတွေမရိုက်ကူးရတဲ့အချိန်မှာအွန်လိုင်းနဲ့တူဇလန်းတိုလေးတွေရိုက်ကူးခဲ့ပါတယ်။နောက်ပိုင်းမှာတော့အွန်လိုင်းကတယောက်တည်းဖြစ်သွားခဲ့ပြီးသူတို့ရဲ့ဖွဲ့ကဘရော့မပြန်မဆုံနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။ပြည်သက်တွေကသူတို့ဖွဲ့အတွက်စိတ်မကောင်းတာကြောင့် ၃ရောက်ပေါင်းပြီးတော့ဟာသာဗီဒီယိုတွေပြန်ရိုက်စေချင်ပါတယ်။တလကတော့ပရိသတ်တွေကမသိလို့ပြောတာဖြစ်လို့အပြစ်မရှိဘဲသိလို့ပြောတဲ့သူတွေကတော့ပြည့်ရှိရဲ့လို့ပြောလိုက်ပါရင်လူများမသိတဲ့နောက်ွယ်မှာကိစ္စတွေများစွာရှိနေတာကြောင့်သူတို့၃ရောက်ကပြန်မဆုံနိုင်တဲ့ဘက်နဲ့အွန်လိုင်းတယောက်ထဲကပဲဟာသာဇလန်တို့တွေရိုက်ကူးနေပါတယ်။အွန်လိုင်းကဇလန်တို့လေးတွေမြန်ဖဲအချိန်တော်ကြောင်ပြောင်းနေပြီးတော့ကိုပိုင်စီဝိုင်းဖြစ်နေ fashion ဆိုင်ကိုပါဖွင့်လှစ်ထားပါတယ်။အွန်လိုင်းကဖန်နီကင်းဖွဲ့ကွဲသွားပြီးတဲ့နောက်ဘယ်သူ့ကိုမှမယုံရဲတော့ပါဘူး။ သုံးယောက်တူတူဟားသွားပြီးတော့ရိုက်ကုန်းတော့ကလည်းအောင်ပြီတယောက်ထဲရက်တည်ရတာလဲအဆင်ပြေပါတယ်ဆိုတော့အွန်လိုင်းကဘယ်သူမှမရှိလဲဖန်နီကင်းကိုတယောက်ထဲဆက်လို့ရမှာပါဖန်နီကင်းမှာအွန်လိုင်းတယောက်ထဲချိန်ရခဲ့ပေမဲ့လည်းသူ့ကိုအောက်ပေးနေတဲ့သူတွေကတော့ချိန်ရနေပါသေးတယ်တလက်ကအွန်လိုင်းကိုတင်ပေးတင်တလောက်တင်ပေးခဲ့ပြီးပြီဖြစ်ပြီးသူ့ရဲ့ပလန်ကိုသူရှာအောင်လို့ပြောတာကြောင့်ပရိသတ်တွေကတော့ဝေဖန်နေကြပါတယ်တလက်ကလည်းရှိမှာခင်လိုက်ရဲ့တပည့်ဖြစ်လာခဲ့ပြီးတော့ဇက်ကားတွေလည်းဇက်တိုက်ကိုရိုက်ကုန်းလာရတာကြောင့်အရင်လိုလူရှင်တော်လောက်တောင်မလို့ဖြစ်တော့ပါဘူး ။အွန်လိုင်းကိုထားခဲ့တာမဟုတ်ဘဲကိုရိုင်းဆက်စူးစမ်းဖို့ပဲပြောင်းလိုက်တဲ့တွက်လက်ရွေးချယ်မှုကတကယ်ပဲမှန်ကန်ဒီလားဆိုတော့ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းကောမန့်မှာပြောပြခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်ပရိသတ်ဒုတိယဆင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။